ားလုံးပဲမင်္ဂလာပါရောက်ပါပြီဒီ channel ကနေပြန်လည်ကြိုဆိုပါရယ်ဒီနေ့က22ရက်ဇေလ2025ပေါ့နော်အဲ့တော့ကျွန်တော်ဟိုက my tv channel မှာတော့ကျွန်တော်မိတ်ဆွေတွေကိုကျွန်တော်ခီးထွက်မဲ့အကြောင်းလေးထွက်နေပြီပေါ့ဗျာအခုချိန်ဆိုရင်တော့နော်အဲပြောခဲ့ပါတယ်2ရက်လောက်တော့ကျွန်တော်ခီးထွက်မယ်ဘာဖြစ်လို့ဆိုတော့ကိုကြီးကိုယ်ကကိစ္စလေးနည်းနည်းအရေးကြီးတဲ့ကိစ္စလေးရှိလို့ပေါ့နော်2ရက်လောက်2ရက်လောက်ကျွန်တော်ခွင့်ပြုပေးပါလို့ကျွန်တော်မိတ်ဆွေတွေကျွန်တော်မြေတားရက်ခံပါတယ် အဲ့တော့ကျွန်တော်စီစဉ်လေးမစားခင်ကျွန်တော်မြစ်ရှိတယ်စစ်ချမ်းသာကိုချမ်းမာချင်းနဲ့ပြေဆုံးကြပါစေ။ဒီနေ့ကျွန်တော်ပြောချင်တဲ့အကြောင်းအရာကဟောဖြစ်နေတဲ့သတင်းပေါ့နော်။အဲ့ဒါပါလဲဆိုမင်း online တက်ပါလားမတက်ဘူးလား။မင်း online မတက်ပါဘူးနော်တက်လို့လည်းမရဘူးဗျာနော်။ဘာကြောင့်တက်လို့မရတာလဲဆိုတဲ့ဟာတွေကိုကျွန်တော်ဒီနေ့သုံးသပ်ပြီးတော့မှာပေါ့နော်။အဲ့တော့ဒါတွေကနေကြော်လွန်ပြီးတော့လဲနိုင်ငံရေးဆိုတာတော့ဘာမှမဖြစ်နိုင်တာပေါ့နော်။ဒါတွေကနေကြော်လွန်ပြီးတော့လဲ ဖြစ်သွားနိုင်တဲ့အခြေအနေလည်းပြုံးလို့တော့မရဘူးပေါ့နော်ဒါပေမဲ့သဘောတရားအရအချက်လက်တွေအရတော့မြောက်နိုင်ကအာဆီယံအစည်းအဝေးကိုတက်ရဖို့ဆိုတာဝေးကြီးပါနော်အဲ့တော့ဒီနေ့ဒါမြန်မာအရေးမှအရေးကြီးတဲ့ကိစ္စပေါ့နော်အာဆီယံနောက်ဒါကမ္ဘာမှာလည်းအရေးကြီးပါတယ်ဒေတာတင်းဖွဲ့စည်းဖြစ်တဲ့ဒီအာဆီယံရဲ့အရေးကြီးဆုံးဖြတ်ချက်တွေချမှတ်နေရနော်နောက်ပြီးတော့မြောက်လိုက်နိုင်ငံတကာဆင်မြင်ဖို့ အရောက်မရောက်ဘူးเนาะအချက်လက်ဆွဆွလင်းလင်းနဲ့ပြောသွားမှာဖြစ်တယ်အဲ့တော့ဒီကြေးရဲ့ပိုင်းကအာမေး online တက်မယ်လို့ဘာလို့ညာလို့ပေါ့ဗျာ NSD ကနေပြီးမှထုတ်လာတာတွေ့ရတယ်အပြီးလဲပြီးတော့ edit လုပ်ပါတယ် edit လုပ်ပြီးမှအဲ့တရင်ကိုပဲမင်း online ဖြုတ်လိုက်တယ် channel လူတွေအကုန်ပွားတယ်ပေါ့เนาะအဲ့တော့ဒီတစ်ပတ်ထွက်ပေါ်လာတဲ့ဒီတရင်ကြီးရဲ့အခြေအနေအရပေါ့เนาะ ASEAN ကသူ့ရဲ့မူဝါဒတွေနဲ့နိုင်ငံကကောင်းဆောင်နေရဲ့ရည်ရည်ချက်ကို ကြည့်ချင်းအပြင်ဘာပဲဖြစ်ကျွန်တော်တို့အားတက်စီရမယ်အချက်တွေတော့တွေ့ရတော့ပေါ့နော်အော်ဟုတ်ပါတယ်ကျွန်တော်တို့ဒါတွေကိုအသေးစိတ်လေ့လာကြည့်အောင်အဲ့တော့ကျွန်တော်မိတ်ဆွေတွေသိတဲ့အတိုင်းပဲပထမမလေးရှားမှာရှင်းပါမယ်58ကြိမ်ရောက်အစည်းအဝေးကိုအောက်တိုဘာ25ရက်အအောက်တိုဘာအောက်တိုဘာလတဲ့မှာပေါ့နော်အောက်တိုဘာ2025မှာတက်ရောက်မယ်ခေါင်းဆောင်ဆင်းနေတော့မင်းအောင်နိုင်ကိုမှာယွင်းပြီးတော့မှာထည့်သွင်းဖော်ပြခဲ့တယ်ဒါအခုတော့အာဆီယံရဲ့လက်ရှိမူဝါဒအတိုင်းအဲ့ဒီဖော်ပြချက်ကိုတရားဝင်ဖယ်ရှားလိုက်ပြီပေါ့နော် အဲ့တော့ဒီလုံရက်ကအာဆီယံအဖွဲ့ကြီးရဲ့2021ခုနှစ်အာနာသိမ်းပြီးတဲ့နောက်ပိုင်းမှာချမှတ်ခဲ့တဲ့ဘောဒူမတ်ချက်ပေါ့နော် 5PC ကိုကောင်းတယ်မပေါ်နိုင်တဲ့၍ဒီအကြံဖတ်စစ်ကောင်စီနော်အကြံဖတ်စစ်ကော်မရှင်နိုင်ငံကြီးအကြီးအကဲနော်ဘယ်ကောင်မဲဖြစ်ဖြစ်တက်လာတဲ့ကောင်မှန်တယ်ရအောင်ဒီထိတ်တိအစည်းအဝေးတွေကိုတက်ရောက်ခွင့်မပြုဘူးဆိုတော့မူဝါဒကိုဆက်ပြီးတော့မှထိန်းသိမ်းထားတယ်ဆိုတဲ့အကြောင်းပေါ့နော်အခိုင်အမာအတည်ပြုလိုက်တဲ့သဘောဖြစ်ပါတယ်အဲ့တော့ပြောရရင်တော့ မဲအောင်လိုင်းကကမ္ဘာအကြီးဆုံးဆင်မြင်ပြောဒီဒီအခုလာမဲ့အစီအစဉ်ကကမ္ဘာအကြီးဆုံးဆင်မြင်တော့ကမ္ဘာအကြီးဆုံးဆင်မြင်တစ်ခုဖြစ်တဲ့58ကြိမ်မြောက်အာဆီယံထိပ်သီးအစည်းအဝေးပွဲကိုတိတ်မလောက်အောင်တက်ချင်နေမှာပါအဲ့မှာကောင်းဆောင်ကြီးလာမလေးကနေဒါတို့နော်ဥရောပကောင်းဆောင်တွေနောက်ပြီးတော့အမေရိကလာမဲ့မိုဒီတို့ဘာလို့ထားပါဒီကောင်လက်ဆွဲနှုတ်ဆက်ဘူးတယ်အဓိကကတော့ဒီကနေဒါတို့ဥရောပအဲအသံပကပေါ့နော်ဥရောပနိုင်ငံတွေနောက်ပြီးတော့အဲအမေရိကန် ဒီကောင်းဆောင်ကြီးလာมาဖြစ်တဲ့အတွက်သူတို့เนี่ยသူอ่ะတရမ်းနဲ့ထိုင်နေတာသူတို့เนี่ยလက်ဆွဲနှုတ်ဆက်ခြင်းကတိမ်မလောက်အောင်ဖြစ်နေမှာကျွန်တော်သိတယ်ဒါပေမဲ့အခုတော့တယောက်ခွင့်မရတော့တဲ့အခြေအနေမှာတော့ရှိနေတယ်เนาะအဲဒီနေ့ပဲ22ရက်ရှိပြီပေါ့ဗျာအဲ့တော့ကမ္ဘာထိပ်သီးကောင်းဆောင်တွေကရောဒီလိုကောင်မျိုးကိုဒီလိုလူ့ကွန်ရေးချိုးပေါက်ရစက်ရဆွေးမှုတွေကျူးလွန်เนาะဖမ်းမရန်ထုတ်ခံထားရတာပြောရလို့ရှင်အာဂျင်နီးယားတရားရုံးကနိုင်ငံတကာတရားရုံးကနေဖမ်းမရန်ထုတ်ခံထားရတဲ့ကောင်တယောက်ကို ဒီမိုကရေစီကိုလေးစားတဲ့ကမ္ဘာကောင်းဆောင်တွေကလက်ဆွဲနှုတ်ဆက်ပါမလားအတခုတော့ရှိတာပေါ့အာအဲ့လိုပြောကြည့်ဆိုလို့ရှိရင်ဒေါ်နယ်ထရန့်ကပူတင်ကိုလက်ဆွဲနှုတ်ဆက်သေးတာအေးမတူဘူးလေပူတင်နဲ့တော့သွားမရှင်နဲ့လေပူတင်နဲ့သွားမရှင်နဲ့ဟိုကောင်ကခွေးလေးကိုလင်းအစင်ရှိတာပေါ့နော်ပူတင်ကတကယ်ကမ္ဘာအင်အားကြီးနိုင်ငံကခေါင်းဆောင်တယောက်လေဗျာပူတင်နဲ့တော့ရှင်လို့မရပါဘူးနော်အဲ့ဒီလိုကောင်မျိုးကိုတော့ဂုံသိက္ခာအကြခံဘူးမှလက်ဆွဲနှုတ်မဆက်ဘူးနော် အဲ့တော့ဒီ58ချိန်မြောက်အာဆီယံအစည်းအဝေးကရိုးရိုးစည်းဝေးမဟုတ်ဘူးလေဗျာ။နော်တကယ့်ကိုအရေးပါတဲ့အစည်းအဝေးဒါတစ်ခုပေါ့။နောက်တစ်ခုကဒီနေရာမှာပါလဲဆိုတော့နိုင်ငံရှုတော့မှာနော်။ဒီအစည်းအဝေးမှာဒီဒေါ်နယ်ထရန့်တို့ကနေဒါဝန်ကြီးချုပ်တို့နော်ဘရာဇီးသမ္မတတို့နော်အဲလူလာဒါဗီဇာသူတို့တွေပေါ့နော်။တကယ့်ကိုမှအဲကမ္ဘာကောင်းဆောင်နေတက်မဲ့ပိုးရေပေါ့။ဘာကြောင့်တက်လဲဆိုတော့နောက်ထပ်တစ်ခုကဒါကမ္ဘာနိုင်ငံရှုတော့မှာတွားကြည့်မယ်ဆိုရင်ဒီမိုကရေစီမှာအမိတွေဘယ်လောက်စည်းလုံးတယ်လဲဆိုတော့ အာဆီယံကိုဒီမိုကရေစီအင်အားစုတွေကအိတ်ကထဲလာကောက်ထဲတဲ့သဘောပဲ။နောက်ဟိုဘက်မှာပြီးခဲ့တဲ့ရက်ပိုင်းကရုရှားရဲ့နှစ်ရှစ်စီပြီးအောင်ပွဲအဲ့မှာဆေးရအခမ်းအနားတစ်ခုလုပ်တယ်။အာအဲ့ဒီမှာသူတို့ရဲ့နိုင်ငံရေးမဟာမိတ်စုစည်းမှာရှီကျင်းဖျင်းတို့လူကာရှန်ကိုတို့နောက်အောက်ကဖွေးလေးတွေဖြစ်တဲ့အဲဒီမဲအွန်လိုင်းတို့အုပ်စုပေါ့ဗျာ။နောက်တခြားခြားအီရန်တို့ဘာတို့အဟမ်းဒီကောင်တွေတက်ပြီးတော့မှအင်အားပြတယ်။အဲ့တော့အခုအမေရိကန်နဲ့နောက်အုပ်စုကလည်းဗာပြန်လုပ်လဲဆိုတော့ဒီအာဆီယံဆမ်မစ်ကိုယူပြီးတော့မှဒီမိုကရေစီရဲ့မဟာမိတ်စည်းလုံးမှုကို ပြသတဲ့တင်စကားပေးလိုက်တာပေါ့နော်ငါတို့ကလည်းငါတို့ဒီမိုကရေစီအင်အားစုတွေကလည်းဘလောက်စီလုံးတယ်လဲဆိုတော့ပြသတဲ့သဘောပဲဗျာနော်အဲ့တော့ဒီနေရာမှာမင်းအောင်နိုင်ကိုဖယ်ရှားလိုက်တာဟာဒီအခင်းချင်းကိုပို့ပြီးအသက်ဝင်စေတယ်မင်းအောင်နိုင်ကိုဒီစင်မြင့်ပေါ်တင်ပေးလို့မရဘူးလीနော်အဲ့တော့ပြောရရင်တော့ diet ပြန်ပြီးတော့မှအခြေပါလိုက်တဲ့သဘောပါပဲနော်အဲ့တော့ပြောလို့ရှိရင်ဒီတရုတ်နဲ့ရုရှားတို့ကလည်းဒါအာဆီယံမှာသူတို့ကဩဇာဖြန့်ဖို့အတွက်ကြိုးစားနေကြတော့ကြာပြီနော် တော့အခုတော့အမေရိကန်သမ္မတကိုယ်တိုင်လာပြီးတော့မှဒီအာဆီယံရဲ့ဖွဲ့ဝင်နိုင်ငံတွေကိုလာစည်းရုံးတာဟာဘာလဲဘာပဲဖြစ်ဖြစ်ဒါဒီမိုကရေစီအင်အားစုတစ်ခုကိုပြသလိုက်တာပဲเนาะအဲ့တော့အာဆီယံဒေသကိုအာနာရှင်စနစ်လွှမ်းမိုးခွင့်ပေးမှာမဟုတ်ဘူးဆိုတော့ message ကိုတရုတ်နဲ့ရုရှားကိုလာပြီးတော့မှဒေါ်နယ်ထရန့်နဲ့ဒီမိုကရေစီအင်အားစုနိုင်ငံတွေကလာတတိပေးတဲ့သဘောပေါ့ဗျာဒါနိုင်ငံရှုတော့ကအဲ့လိုကြည့်လို့ရတယ်เนาะအဲ့တော့ဒီနေရာမှာအကြမ်းဖက်စစ်ကောင်စီကိုဖွဲ့ဝင်အာဆီယံဖွဲ့ဝင်တွေကနေပြီးတော့เนาะ ်ဖယ်ရှားလိုက်တာကလည်းဒါကဒီအောင်ပို့ပြီးတော့ခိုင်မာစေတယ်ပေါ့နောက်တစ်ခုဒီမိုကရေစီနိုင်ငံအသစ် Demoless တွေ Demoless တွေကိုလက်ခံလာအခုကနော်အဲ့တော့ဒါကပြောရလို့ရှိရင်ဒီမိုကရေစီအင်အားစုတစ်ခုကိုထပ်ပြီးတော့ပေါင်းဆက်လိုက်တဲ့သဘောပေါ့နော်အဲ့စီးရင်ရှိတော့ကကျွန်တော်တို့ကြည့်မယ်ဆိုလို့ရှိရင်ဒီအမေရိကန်ရဲ့တက်ရောက်မှုက တရုတ်နဲ့ရုရှားတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုကြောင့်ပိုပြီးမြင့်တက်လာတဲ့ဒေတာရင်းစီးချင်းချောင်းမှုတွေကို တံပြန်ဖို့အတွက်ဒါအာဆီယံအဖွဲ့ဝင်နိုင်ငံတွေနဲ့စီးရေးလုံခြုံရေးပူးပေါင်းဆောင်ရွက်မှုတွေကိုတိုးမြှင့်သွားမယ်ဆိုတဲ့သဘောကိုတွယ်ဝိုက်ပြီးတော့မှညှို့ဆုံပြနေတဲ့သဘောပဲဒါဒီအစည်းအဝေးမှာစီးသဘောတူညီချက်တွေသူတို့အများကြီးလုပ်ကြလိမ့်မယ်နောက်တစ်ခုကဘာလဲဆိုတော့တရုတ်ရဲ့ဖိအားတက်ရောက်နေတဲ့ထိုင်းတို့လာအိုတို့အဲ့ဒီနိုင်ငံတွေကိုတရုတ်ပြောရရင်တရုတ်ရုရှားပေါ့ဗျာနော်အဓိကတော့တရုတ်ပေါ့နော်တရုတ်စီမတိမ်ညွန့်ဖို့အတွက်အဲမင်းတို့ကောင်တွေအာဆီယံရဲ့ မူဝါဒပေါ့နော်အာဆီယံမူဝါဒကိုလိုက်နာဖို့နောက်တစ်ခုကအဲတရုတ်ကိုတရုတ်လက်ထဲကိုပေါ့နော်ဒီနိုင်ငံတွေမပါသွားဖို့အတွက်လာပြီးတော့မှတွန်းအားပေးတဲ့သဘောလေးတက်ရောက်တယ်ပေါ့နော်ဒါကနိုင်ငံတကာရှုထောင့်ကနေကြည့်ရပါစီးရေးနိုင်ငံကြီးပေါ့နော်အဲ့တော့ဒီလိုစည်းဝေးမှာအမေရိကန်တို့ကနေဒါတို့စတဲ့နိုင်ငံတွေကလူ့ခွင့်ရေးနဲ့ဒီမိုကရေစီစံနှုန်းကိုအလေးထားတဲ့နိုင်ငံတွေအဲ့တော့စစ်အာဏာသိမ်းပြီးနောက်ပိုင်းမှာဒီလိုမျိုးလူ့ခွင့်ရေးချိုးဖောက်မှုတွေနဲ့နိုင်ငံတကာကအရေးယူတန်ခတ်ပိတ်ဆို့ထားတဲ့ ခေါင်းဆောင်တစ်ကောင်နဲ့ရှင်မြစ်တစ်ခုထဲမှာအတူတူတွေ့ဆုံခြင်းဟာသူတို့ရဲ့နိုင်ငံရေးဂုဏ်သိက္ခာကိုအကြီးကြီးထိခိုက်တယ်အကြီးကြီးထိခိုက်တယ်အဲ့တော့မရောက်နိုင်ကလက်ရှိမှာမြန်မာနိုင်ငံရဲ့စီးပွားရေးပြတ်ကတ်မတည်ငြိမ်မှုတွေကိုကိုစားပြုနေတဲ့လူတယောက်ပဲဒါကြောင့်အနောက်ခေါင်းဆောင်တွေအနေနဲ့သူနဲ့ဆက်ဆံတာမရောက်နိုင်တဲ့ဆက်ဆံတာဘာမှမမောလောက်စရာဟိုစီးပွားရေးအကျိုးမြတ်လည်းမရှိဘူးဘာအကျိုးမြတ်မှမရှိဘဲနဲ့ ဂုံတိတ်ကကြားတဲ့ဝေဖန်မှုဒဏ်ပဲခံရမှာအဲ့တော့ခုနကျွန်တော်ပြောခဲ့သလိုတရုတ်နဲ့ရုရှားတို့ကတော့သူတို့ရဲ့အကျိုးစီးပွားအတွက်အဂျပန်စစ်ကောင်စီကိုဆက်ဆံနိုင်ပေမဲ့ဒီမိုကရေစီစံနှုန်းတွေကိုကင်ဆယ်ထားတဲ့ခေါင်းဆောင်တွေအတွက်တော့ဒီလုံရမျိုးဟာဒါလုံးဝလက်ခံနိုင်ကြရမရှိပါဘူးเนาะအဲ့တော့လုံမှလည်းမဟုတ်ဘူးလို့တော့ကျွန်တော်ကတော့ဒီနေရာမှာတစ်ထစ်ချယုံကြည်ထားတယ်နောက်ထပ်တစ်ချက်ကပါလဲဆိုတော့တီမောလန်စတေအဖွဲ့ဝင်ဖြစ်ရင်ကိစ္စမရောနိုင်ရအခန့်ကဏ္ဍအဲ့တော့ဒီချိန်အာဆီယံအစည်းအဝေးရဲ့အဓိကချက်ကတီမောကို၁၇ချိန်၁၇နိုင်ငံမြောက် အဖွဲ့ဝင်အဖြစ်လက်ခံဖို့ပါတယ်အဲ့တော့ဒီချက်မှာအချမ်းဖတ်စစ်ကောင်စီရဲ့အခန်းကဏ္ဍကနည်းနည်းတော့ရှုပ်ထွေးတယ်ပေါ့နော်အဲ့တော့တီမောလန်စတီရဲ့နိုင်ငံရေးဝန်ကြီးကပြီးခဲ့တဲ့ရက်ပိုင်းတွေကနော်အာဆီယံအဖွဲ့ဝင်ဖြစ်ရေးအတွက်အချမ်းဖတ်စစ်ကောင်စီဘက်ကသွားပြီးတော့မှစကားပြောခဲ့တာလည်းရှိတယ်ဒါဟာအဖွဲ့ဝင်အားလုံးသဘောတူညီမှုလိုအပ်တဲ့စီမံကြောင်းလို့တော့ပြောလို့ရတာပေါ့နောက်တစ်ခုမေရောက်လိုက်ကအဲ့ဒီမှာတီမောကိုအဖွဲ့ဝင်ဖြစ်ရေးကိုသူတရားဝင်ကန့်ကွက်စာတင်တယ်အကြောင်းကတော့ ီမောကဒါမြန်မာဒီမိုကရေစီလှုပ်ရှားမှုကိုထောက်ခံတယ်။အာဆီယံရဲ့ပြည်တွင်းဝင်ပြည်တွင်းရေးဝင်ဆက်ရေးမှုဝင်ဆက်ဖက်ရေးမှုကိုချိုးဖောက်တယ်ဆိုပြီးဆွဆွဲခဲ့တာပေါ့နော်။သို့တော့မင်းအောင်နိုင်ကဘလောက်အရေးပါလို့တုံးဆိုတဲ့နေရာမင်းအောင်နိုင်ပေါ်မှာအာဆီယံရဲ့ဘူဟာရကဘလို့လဲဆိုတာကိုကျွန်တော်တို့ကထည့်စဉ်းစားဖို့လိုတယ်။အဲ့တော့မင်းအောင်နိုင်ကကန့်ကွက်နေပေမဲ့အာဆီယံအဖွဲ့ကြီးကမင်းအောင်နိုင်ကိုနိုင်ငံရေးအဆင့်အစည်းအဝေးကနေဖဲထုတ်ပြီးသားဖြစ်တယ်။နောက်တစ်ခုကတီမောလန့်စ်တွေကိုကျွန်တော်တို့က ဒီ58ကြိမ်မြောက်ပွဲမှာလက်ခံနေဆိုတဲ့အကြောင်းကိုသူကတရားဝင်ထုတ်ပြန်ကြေညာမှာတကယ်တော့သဘောတူညီပြီးသားပြီးတဲ့ပြီးခဲ့တဲ့2020 2023လောက်ထဲကပြီးခဲ့ပြီးသားဟိုပြီးခဲ့တဲ့အစည်းအဝေးတွေမှာလည်းဆုံးဖြတ်ချက်ကကြပြီးသားဘာမှလုပ်လို့မရအောင်အဲ့တော့ဘင်းအွန်လိုင်းကိုဒီနိုင်ငံရေးအစီနိုင်ငံရေးအဆင့်ပေါ့နော်အစည်းအဝေးကနေဖဲထုတ်ပြီးသားဖြစ်တဲ့အတွက်တီမောလက်စတီကိုလက်ခံဖို့ဆုံးဖြတ်ချက်ဟာကျွန်တော်တို့အာဆီယံကောင်းဆောင်၉နိုင်ငံ ရဲ့ဆုံးဖြတ်ချက်သာဖြစ်တယ်။အကြမ်းဖက်စစ်ကောင်စီရဲ့နိုင်ငံရေးရာတရားမဝင်ကန့်ကွက်မှုကိုလက်ကျန်အဖွဲ့တွေကကြော်လွှားပြီးတော့မှဒီမိုလက်စ်တွေကိုဒါရွေးချယ်သွားမှာပဲဒီပွဲမှာတော့။နောက်တော့သူကပြောကြတယ်ဟိုကောင်ကျုံကျုံမျိုးမင်းတို့ပါတော့ဟာဒီမိုကိုအဲရွေးချယ်ဖို့ပွဲရရှိသေးတယ်အဲဒီမှာဘူဂျုံမှုကြီးရဲ့အခန်းကဏ္ဍပါပဲဘာမှလုပ်လို့မရအောင်။အစိုးရရဲ့မူဝါဒကဒီ5 5 consensus ကိုမေ့လို့ပါ။အဲ့တော့လုပ်ပါလုပ်ပါပြောတယ်မလုပ်ဘူး။အေးမလုပ်ရင်ငါတို့ကတော့ဒါလုပ်ရလိမ့်မယ်ဆိုသူ့ကိုဖယ်ချင်ထားတယ်။အဖွဲ့ဝင်နိုင်ငံအနေနဲ့ နိုင်ငံအနေနဲ့အဖွဲ့ဝင်အဖြစ်ရှိနေတယ်။ဒါပေမဲ့ဒီကောင်တီဒီအဖွဲ့ဝင်နိုင်ငံတည်းကခေါင်းဆောင်တရားမဟုတ်ဘူး။ခေါင်းဆောင်တရားမဟုတ်တဲ့အတွက်ကြောင့်မလို့သူ့ကိုအာဆီယံထိပ်သီးအစည်းအဝေးတွေရဲ့တကယ်ခေါင်းဆောင်ကြီးတွေတက်တဲ့အစည်းအဝေးတွေမှန်တယ်များသူ့ကိုဖယ်ချင်ထားတယ်။အဲ့ဒါဘာလဲဆိုတော့သူကဒီနိုင်ငံရဲ့ခေါင်းဆောင်မဟုတ်ဘူးဆိုတဲ့ message ပဲ။ဒီနိုင်ငံရဲ့ခေါင်းဆောင်မဟုတ်ဘူးဆိုပြီးတော့မှပြက်ပြက်တတ်တာငင်းပယ်ထားတာပဲ။ဒါကြောင့်တီမွန်အာဆီယံနိုင်ငံအာအာဆီယံပေါ့နော်အာဆီယံအဖွဲ့ဝင် ဖြစ်ရေးဆိုတဲ့နေရာမှာမင်းအွန်လိုင်းရဲ့အရေးပါမှုကဘယ်နေရာမှာမှမရှိဘူး။ဒါကြောင့်ခုနကျွန်တော်ပြောသလိုပဲမင်းအွန်လိုင်းကမင်းအွန်လိုင်းရဲ့ဒီဒီဘောအဖွဲ့ဝင်ဖြစ်ရေးရဲ့အခန်းကဏ္ဍကဘာမှမရှိဘူးဆိုတော့ပြောကြတာ။အဲဒါကြောင့်ကျွန်တော်တို့ဒီအချက်လက်တွေအရမင်းအွန်လိုင်းကအာဆီယံထိပ်သီးအစည်းအဝေးကိုတက်ဖို့တိတ်တော့မလွယ်လောက်ဘူးပေါ့နော်။အဲ့တော့ဒါတွေကိုကြော်လွားပြီးလဲဖြစ်ချင်နေဖြစ်သွားမှာပေါ့နော်။ဒါမဲ့တခုတော့ရှိတယ် အာဆီယံကမြန်မာနိုင်ငံကိုတော့အဖွဲ့ဝင်ဖြစ်တာဒီဘက်မှာတုံးဝဖယ်ရှားမှုလုံးဝတော့မဟုတ်ဘူးဒါအာဆီယံစည်းမျဉ်းတွေကိုထိမ့်သိမ့်ဖို့ပြောရလို့ရှိရင်တော့ဆက်သွယ်ရေးတကားပေါ့တော့ဖွင့်ထားမှာပဲเนาะနောက်တစ်ခုကမင်းအောင်လိုင်းကိုတွေ့မယ်ဆိုရင်ဘယ်လိုနည်းနဲ့တွေ့မလဲတွေ့နည်းရှိရဲ့အဲ့ဒါလေအဲ့တော့သူ့ကိုခေါ်မယ်ဒါပေမဲ့သူဒီဒီအာဆီယံ58ချိန်မြောက်အာဆီယံထိပ်သီးအစည်းအဝေးပွဲမှာတော့သူ့ခုံကလွတ်နေလိမ့်မယ်အဲ့တော့ဒီအစည်းအဝေးပြီးတဲ့အချိန်မှာသူ့ကိုခေါ်ဆုံးမဖို့ပေါ့ဗျာဥမာဒေါ်နယ်ထရန့်ကြီးကခေါ်ဆုံးမမယ် အဲတခြားဥရောပနိုင်ငံတွေကခေါ်ဆုံးသွားမှာအာဆီယံခေါ်ဆုံးသွားမှာအဲဘယ်လိုလုပ်မှာတော့ဖိအားပေးခြင်းနဲ့အနေအထားမျိုးရှိရဆိုလို့ရှိရင်တော့တီးကြခေါ်တွဲမှုပြုလုပ်လို့ရတယ်ဒါပေမဲ့ဒီကောင်ကတော့သူ့ကိုဘလိုနီးနေပဲခေါ်ခေါ်ခေါ်ပဲဆူဆူခေါ်ပဲထောင်ထောင်သူကအဲ့လူတွေနဲ့ဓာတ်ပုံရိုင်းရိုင်းဂျင်းနေနေတဲ့လူတယောက်ပေါ့နော်ဘာဖြစ်ကျွန်တော်တို့ကတော့ကျွန်တော်တို့လူကျင်တာတော့ဘယ်လိုနီးနေမှဒီကောင်ကိုခေါ်တွေ့စရာလည်းအကြောင်းမရှိဘူးအဲတွေ့ကျင်လို့ရှိရင်တခုရှိရဒီပွဲတွေပြီးသွားပြီဒီပွဲတွေပြီးသွားအကောင်လုံးပြန်သွားပြီး ြန်သွားပြီးတော့မှအခေါ်ပြီးတော့မှဆုံးမတာမျိုးပါမျိုးအဲ့တော့ဒီကောင်ကလည်းအဲ့ကြရင်တော့သွားကြမှာလဲသွားမှာပါနော်သူကလည်းသိတယ်မလားငါကိုကိုကိုအထင်ကြီးတဲ့ယောဂါရှိတယ်ဘောင်ဆိုတော့လဲသွားကြမှာသွားမှာပေါ့နော်အဲ့တော့ဆက်ပြီးတော့မှသူ့ကိုနိုင်ငံတကာကနေအထီးကျန်အောင်ဆက်လုပ်ထားလိမ့်အောင်မယ်လို့ကျွန်တော်ကတော့မြင်ပါတယ်ဒါကြောင့်အာဆီယံ58ချိန်မြောက်ထိပ်သီးအစည်းအဝေးမတိုင်မီပေါ်ထွက်လာတဲ့ဒီသတင်းတွေဒီချက်လက်တွေရနော်အကြဖတ်စစ်ခေါင်းဆောင်ရဲ့တက်ရောက်မှုဟာလက်ရှိကမ္ဘာကသူ့ကိုနိုင်ငံရေးရ ပြတ်သားသေးပါပဲသူမခေါ်ပါဘူးเนาะမခေါ်ပါဘူးဒီချက်လက်တွေကလုံးဝခေါ်စရာအကြောင်းလည်းမရှိဘူးเนาะအဲ့တော့ကျွန်တော်တို့ရဲ့ဒီမိုကရေစီလိုလားတဲ့အင်အားစုတွေအနေနဲ့တိုင်းတိုင်းမျိုးမောင်နှမတွေကိုအားပေးထောက်ခံမှုဟာအာဆီယံရဲ့မူဝါဒအပေါ်မှာတက်ရောက်မှုရှိနေတယ်ဆိုတာယုံကြည်ဖို့လိုအပ်ပါတယ်ဒါပါလဲဆိုတော့ကျွန်တော်တို့ဒီကောင်းကိုကောင်းကောင်းပြားပေးထားနိုင်လို့ဒါအာဆီယံနဲ့ဒီမူဝါဒကိုလက်မလွတ်သေးတာပါတကယ်လို့ဒါသူကကျွန်တော်တို့ကိုအလုံးစုံနိုင်သွားပြီဆိုရင်ဒီမူဝါဒကပြောင်းသွားနိုင်ပါတယ်ဒါကြောင့်ကျွန်တော်တို့ဒီ သူ့ကိုဖိအားပေးထားတဲ့အနေထားကလည်းလက်လျှော့လို့မရဘူးဆိုတော့ပြောချင်ပါတယ်เนาะအဲ့တော့ကျွန်တော်တို့ရဲ့ type ကိုဆက်ပြီးတော့မှစင်တွင်းကြဖို့အတွက်ဆော်အောင်ရင်ကျွန်တော်ဒီနေရာမှာညီကုန်းချုပ်ပါအားလုံးကျေးဇူးများတင်ပါတယ်